်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းထဲမှာရှိတဲ့မြင်းကျန်တထိုးကြီးတောင်သားနေမြေတွေကိုတရုတ်နိုင်ငံသားတွေအနေနဲ့မသွားရောက်ဖို့မန္တလေးမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ရုံးကဂျွန်လ3ရက်ညပိုင်းကသတိပေးချက်ထုတ်ပြန်ထားပါတယ် တရုတ်ကောင်စစ်ဝန်ရုံးရဲ့ထုတ်ပြန်ချက်မှာမြင်းချန်ခရိုင်ထဲမှာရှိတဲ့နထိုးကြီးမြင်းချန်တောင်သာစားရမြို့နယ်တွေမှာပြင်းထန်တဲ့လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေပြီးမြန်မာနိုင်ငံထဲမှာလုံခြုံရေးအန္တရာယ်မြင့်မာနေတာကြောင့်မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့တရုတ်လူမျိုးတရုတ်နိုင်ငံသားတွေအနေနဲ့အဲ့ဒီနေရာကိုမသွားကြဖို့နဲ့အချိန်နေပေးရင်ဒေသခံတရုတ်လူမျိုးတရုတ်နိုင်ငံသားတွေအနေနဲ့ဘေးကင်းလုံခြုံတဲ့နေရာတွေကိုအချိန်နဲ့တပြေးညီပြောင်းရွှေ့နေထိုင်ကြဖို့ကိုထုတ်ပြန်ထားတာပါ။ အဆိုပါသတိပေးချက်တွေကိုမြန်မာနိုင်ငံတွင်းမှာရှိတဲ့တရုတ်လူမျိုးတွေနဲ့မြန်မာနိုင်ငံကိုအလဲလာမဲ့သူတွေစီးပွားရေးလာလုပ်မဲ့သူတွေကိုတရုတ်လူမျိုးတွေအသုံးများဆုံးဖြစ်တဲ့တရုတ်တက်တော့ခွတ်ရှုံမှလည်းသတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းတောင်တာမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေနှစ်ဖက်တိုက်ပွဲပြင်းထန်နေသလိုစစ်ရေးအခြေအနေလည်းတင်းမာနေလို့မြို့နယ်ချင်းဆက်လမ်းမတွေကိုသတ်မှတ်ချိန် တွင်းမှာပဲအသုံးပြုကြဖို့ PDF ဘက်ကထုတ်ပြန်ထားပါတယ်။ ဒါပြင်စစ်တပ်ဘက်ကလည်းဂျွန်လ၄ရက်နေ့မှာလေကြောင်းတက်ခိုက်တာတွေဇက်တိုက်လုံးဆောင်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။တောင်သာမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ရေးအခြေအနေတင်းမာနေတဲ့အတွက်ပြည်သူတွေအနေနဲ့တောင်သာမြို့နယ်နဲ့မြို့နယ်ချင်းဆက်လမ်းမိုင်းတွေကိုသတ်မှတ်ချိန်တွင်းမှသာအသုံးပြုကြဖို့တောင်သာမြို့နယ်ပကဖကဂျွန်လ၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ အခုလိုထုတ်ပြန်ရတာဟာစစ်တပ်ဘက်ကအဲ့ဒီလမ်းမတွေကိုအသုံးပြုနေတာရှိပြီးတိုက်ပွဲဖြစ်လာရင်ပြည်သူတွေဘေးကင်းအောင်လို့အခုလိုထုတ်ပြန်ထားတာလို့တောင်သားမြို့နယ်ပါကဖတာဝန်ခံကိုချီစတာက GBB ကိုပြောပါတယ်ပြီးခဲ့တဲ့မေလ15ရက်နေ့ကစတင်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေရဲ့နိုင်အညာမြေ operation စစ်စေးတရအဖြစ်မြင်းကြံနှထိုးကြီးတောင်သာငစုံမြို့နယ်တွေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်တပ်ပေါင်းစုတွေဘက်က တပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါရဲ့ရှင်။ပြည်တွင်းကအထက်ချုပ်ဆက်ရုပ်အလုပ်ရုံတွေမှာတရက်လောက်ခလာစားငွေကျပ်13000အထိတိုးပေးဖို့အလို့သမားတွေစုပေါင်းတောင်းဆိုနေကြပြီးပြည်လည်မှုရရှိသွားတဲ့ဆက်ရုံတွေရှိသလိုဆက်လက်တောင်းဆိုနေတဲ့ဆက်ရုံတွေလည်းရှိနေပါတယ်။ဇွဲသစ်တရင်ပေးပို့ထားပါရဲ့ရှင်။ ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာဆက်မှုဆောင်အတွင်ကမြန်မာပို့စတေရီယံရခင်ရက်စတောင့်အထက်ချုပ်ဆက်ရုံလုပ်သားတွေဟာလောက်ခလာစာဒေဂျီတောင်းတောင်းချက်တိုးမြင့်ပေးဖို့ဒုတိယမြောက်နေ့အဖြစ်ဇွန်လ၄ရက်နေ့ကတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဆက်ရုံလုပ်သားတွေရဲ့တောင်းဆိုချက်တွေမှာလောက်ခလာစာဒေဂျီတောင်းတောင်းချက်ရမန်ဂျီ6000ချက်နဲ့အချိန်ဘိုဂျီတနအိ2500ချက်တိုးမြင့်ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ ပြည်ထဲမှာရှိတဲ့အထက်ကျုပ်ဆက်ရုံလုံးရုံတွေမှာလောက်ခလာစာတိုးပြဖို့ဆန္ဒပြတောင်းဆိုတာတွေမေလာလေကဆလို့ဇတ်တရှိလာပြီးဆက်ရုံအချို့ကတော့ငွေကျပ်1500ကျပ်ကနေ1000ကျပ်အထိတိုးပြတာတွေရှိလာတယ်လို့အလို့သမားရေလှူရှားသူတွေစီကနေသိရပါဗျာ။ အလုသမားတွေအတွက်ပို့ပြီးအဆင်ပြေလာလားဆိုတော့တထောင်အဝရနေတဲ့အနေထားကနေတထောင်ထက်ကိုရလာတယ်။ OTJ တွေ2000ထက်ကိုရလာတယ်။ဒါတွေကတော့အများကြီးမတိုးပေမဲ့လည်းနည်းနည်းတိုးတယ်ပေါ့နော်။ပြီးရမှန်ခြေတွေနည်းနည်းတိုးလာတယ်။ဒီပေါ်မှာကျမတို့ကဒီတိုးပေးလာတဲ့လုပ်ငန်းရှင်တွေနဲ့ဒီ စုစည်းမှုပြသနိုင်တယ်ပေါ့နော်ဒီဟာကိုအရေးဆုံးမိလို့တဲ့လူသမားတွေကိုကျမတို့တွေနဲ့ချီချူးရမှာဂုံဖြူရမှာဖြစ်ပါတယ်ရှင်နည်းနည်းတိုးများများတိုးဘလောက်ပဲတိုးတိုးဒီ movement တွေကိုကျမတို့ကဂယူဆိုင်ပေးရမှာပေါ့နော်ဒီအတန်တွေကိုဟိုတံမိုးထားပေးရမှာပါလောကတုံးမြင့်ပေးဖို့တောင်းဆိုတဲ့ဆက်ယုံနဲ့စတတ်ရှိလာနေပြီးအများစုကဒေဂျေ1500ကျန်လုံးနဲ့ပြည့်ပြတ်သွားတယ်လို့မှတ်တမ်းတွေရသိရပါဗျ။ ဒါပေမဲ့လောက်ခလာစာတိုးပစ်ဖို့လူစုလူဝေးနဲ့မတောင်းဆိုရကြသေးတဲ့စက်ရုံအလုပ်ရုံတွေများစွာရှိနေသေးသလိုရန်ကုန်မဟုတ်တဲ့နယ်မြို့တွေမှာဆိုရင်စက်ရုံတွေကလောက်ခလာစာကိုတိုးမပေးဘဲလောအညစ်ထုတ်စီခိုင်းတာတွေလည်းရှိနေပါတယ်။ဟာလားဒီကျိုးလည်းသူအများကြီးလူပေါ့နော်ရန်ကုန်ကစက်ရုံတွေတို့နီးတူသူတို့နီးတူလိုချင်တယ်။လောအကလည်းအဲ့လိုပေါ့နီးတူလိုချင်တယ်။အိုရီကောတနားစင်းတနားစင်းပုံမှန်ရချင်တယ်။ဒီခုတ်ခဲကုန်စင်းနှုတ်နဲ့ ဟိုစားစေးတောက်စင်းနေဆိုရင်ဒီခုရတဲ့လာစားကကျွန်တော်တို့အနေနဲ့ဘာမှကြောက်ပါလာတဲ့နေတာမရှိဘူးเนาะကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ဆိုရင်9500နှောင်းရတယ်ဗျာဒါပေမဲ့ဒီတလောင်းလုံးဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့ကတော့လာစားရှိပြီပေါ့เนาะတလောင်းဆိုရင်ကျွန်တော်တို့3000 6000ပဲရတယ်ဗျာအဲ့ဒီပတ်ဝန်းကျင်လောက်ပဲရတယ်အဲ့ဆိုကျွန်တော်တို့တလားအတွင်းမှာလုံးဝစားစေးကတောက်ခံမှုတော့မရှိဘူးပေါ့เนาะ2018ခရက်ကသတ်မှတ်ထားတဲ့အနည်းဆုံးတရက်လောက်က4800ကျပ် အာနာသိန်းစကောင်စီကမကြခင်ကမှခွင့်ပြုလိုက်တဲ့ထောက်ပံ့ခြင်း2000ကျပ်နဲ့လွတ်ကင်နေကြရတာဟာဒီကနေ့ခေတ်ကုံစင်းလုံးနဲ့မကန့်ညီတဲ့နှုံထားဖြစ်နေတယ်လို့အလို့သမားတွေကပြောပါတယ်။လက်ရှိမှာလို့သမားတွေစူပန်းဆနာပြတောင်းဆိုလို့ညှိနှိုင်းပြည်လဲသွားတဲ့ဆက်ယုံတွေရှိတယ်လို့ဆက်လက်တောင်းဆိုနေစတဲ့ဆနာပြဖို့ပြင်ဆင်နေတဲ့ဆက်ယုံတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ။ ခရီးသည်တွေတင်ဆောင်လာတဲ့အလုံးစုံလက်စစ်သုံးလေးရင်ငယ်တစ်စင်းဟာဇွန်လ3ရက်နေ့ကနယူးယောက်မြို့ကဂျွန် F ကနေဒီလေဆိပ်မှာအောင်မြင်စွာဆင်သက်နိုင်ခဲ့ပါတယ်။ Beta Technologies Company ဟာအမေရိကန်မှာပထမဆုံးခီးသည်တင်ပြသက်မှုအောင်မြင်ခဲ့တဲ့အလုံးစုံလက်စစ်သုံးလေးရင်ဖြစ်လာပါတယ်။ Beta company ရဲ့ Alia လေးရင်ဟာရေမောင်းတဦးနဲ့ခီးသည်လေးဦးလိုက်ပါပြီး55မိနစ်ကြာပြန်တမ်းအပြီးမှအောင်မြင်စွာဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေအပါအဝင်ပို့ဆောင်ရေးကုမ္ပဏီတွေဟာဒေါင်လိုက်ပြန်တက်ဆင်းသက်နိုင်တဲ့လျှက်စစ်ဘက်ထရီစွမ်းအင်သုံးလေယာဉ်တွေကိုမြို့ရင်းခီးတို့တွေမှာယင်ကြောပိတ်ဆို့မှုကိုရှောက်လွှဲနိုင်တဲ့အတွက်သုံးဆွဲဖို့စိတ်ဝင်စားနေကြပါတယ်ဘီတာရဲ့အာလီယာလေးရင်ဟာတခါအသွင်းထားရင်မိုင်250ပြန်တက်နိုင်တယ်လို့ဆိုပါတယ် မိုးပြန်တက္ကစီတွေအတွက်လက်ကျင့်တင်ကြားရေးနဲ့လေယာဉ်မှုအသိမှတ်ပြုလက်မှတ်ထုတ်ပေးရေးစီမင်းတွေကိုအမေရိကန်ပြည်ထောင်စုလေကြောင်းပြတ်တမ်းမှုကုကဲရေး FAA ကပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာအပြီးသတ်နိုင်ခဲ့ပါတယ်အဲ့ဒီလာမှာပဲဗီတာကုမ္ပဏီဟာထောက်လုပ်ဖို့လက်မှတ်ရဖို့စီးပွားဖြစ်သုံးဆဖို့အတွက်မတီရင်းနှီးငွေဒေါ်လာ318တန်းရှာဖွေနိုင်ခဲ့ပြီးတော့စုစုပေါင်းဒေါ်လာ1ဘီလီယံနဲ့လုပ်ငန်းလည်ပတ်နေခဲ့တာဖြစ်ပါရဲ့ရှင်။ ဒီပပယုံမြတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်